တနေ့မှာတော့မစ္စတာဘင်းနဲ့ထယ်ရီတို့ကကားပတ်မောင်းနေကြရင်းနဲ့ရှေ့မှာတော့ထော်လာဂျီဒီစီကကားပိတ်မောင်းနေတာကြောင့်ကြော်တက်လို့မရနိုင်ပါဘူးမစ္စတာဘင်းလည်းအကြံရသွားပြီးဘေးကလေကင်းထဲကနေဖြတ်မောင်းလိုက်ပါလန်နီကလည်းမညီမညာဖြစ်နေပြီးမစ္စတာဘင်းရဲ့ထော်လာဂျီကိုကြော်တက်နေပြီးတော့ရှေ့ရရှုံးနေတဲ့ကိုကြားသွားပါမစ္စတာဘင်းကကားကိုဆက်မောင်းပြီးမယ်ကားကနုံနေပဲကြားသွားခဲ့ပါအနားနေရာလေးနန်းနေပြီးထော်လာဂျီသမားကသူ့ကိုကူညီပေးရမလားလို့မေးတော့မစ္စတာဘင်းကတော်တော်မြုပ်နေပြီမို့လို့ကူညီတောင်းလိုက်ပါတယ် ထော်လာကြီးသမားကပတ်စံတောင်းနေပြီးမတက်နိုင်တဲ့အဆုံးမှာတော့ပြေးလိုက်ရပါတယ်ထော်လာကြီးသမားကလည်းကားကိုဆွဲပေးလိုက်ပြီးမစ္စတာဘင်းကကားတစ်ကောင်ကိုဖွင့်လိုက်တော့ချယ်လီယာနဲ့ရှင်တော်ထဲမှာလူးနေပါတယ်။မစ္စတာဘင်းနဲ့အင်ဂျန်ဘုတ်လုပြီးကားဆက်နိုးကြည့်တော့ဆက်ကပြတ်တော့ကနိုးတော့နဲ့အင်ဂျန်လာခဲ့ပါတယ်။လမ်းကလူတွေကလည်းမစ္စတာဘင်းရဲ့အနောက်ကိုမခံနိုင်ကြပါဘူး။မစ္စတာဘင်းရဲ့အိမ်ရှိမှာတော့ကားရည်စည်းနေတာကိုတွေ့လိုက်ပါတယ်။မစ္စဇူကရှိကနေမဲမဲထွက်သွားပြီးကားရည်စည်းပိုက်ကိုလမ်းမာနေပါတယ်။ဖရင်ပေါက်တွေကိုဖွင့်လိုက်ပြီးအနက်သက်တွေထောက်အောင်လုပ်နေပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့အင်ဂျီကိုဝီရှင်ဆက်တဲ့ထည့်လိုက်ပါတယ်။ ဒီထဲမှာထယ်ဒီလေးလည်းပါသွားပြီးမစ္စတာဘင်းကအမြန်ပြတ်ထုတ်လိုက်ပါထယ်ဒီကိုတော့ရေချိုးကန်နဲ့မတိကျရေချိုးပေးလိုက်ပါဒီချိန်မှာပဲ delivery လာပို့ပြီးမစ္စတာဘင်းကမကြားလိုက်ပါဘူး delivery သမားကလည်းခလန်းနီပဲလာပါမယ်လို့ပြောပြီးပြန်ထွက်သွားပါဒီချိန်မှာမစ္စတာဘင်းကလမ်းတွေးလိုက်ပြီးအောက်တီစင်းသွားပြီးမယ်မမီလိုက်ပါဘူးကိုတုံးလုံးနဲ့ထွက်ချလာပြီးတကားကလည်းလောကျသွားပါ။ Mrs. Walker ကိုခေါ်နေပြီမဲ့သူကလည်းအပြင်ထွက်သွားပါ။အင်းရှိမှာတော့ကလေးတွေကလည်းဖြတ်သွားပြီး Mr. Bean ရဲ့ခြုံထဲမှာပုံနေရပါတယ်။ ဒီချိန်မှာပဲသူပွင့်လာခဲ့တဲ့ brain box ကနေဝင်မှုအပေါ်တက်လာခဲ့ပါတယ်။အရန်မြင့်နေပြီးအထက်ကဝင်လို့မရနေပါဘူး။အထက်ကကားတော့တွေ့လိုက်ပြီးအကြံရသွားခဲ့ပါတယ်။ဒီလိုနဲ့ Mr. Bin ကအေခုံမိုးပေါ်ထိတက်ပြီးဘေးရလူလူတွေ့တော့အမြန်ပုတ်လိုက်ပါတယ်။အတနာကျိုးကိုကားမှချီပြီးဝင်မှုလုပ်ပြီးမယ်မမိသေးပါဘူး။ရေကျိုးကနေကနေရေပါလည်းမပိတ်ပဲထားခဲ့လို့ရေဒီယာလည်းရှန်ထွက်နေပါပြီ။ဒီချိန်မှာပဲသူ့ရဲ့တစ်ဖက်ကအောက်ကျသွားပြီး Mr. Bin လည်းမျက်လဲပုံပြုတ်ကျသွားပါတယ်။ ချက်ချင်းမဲ့တပောက်ကောက်ဝဲလိုက်ပြီးဒီချိန်မှာတော့ဘေးရန်မီးညှို့ယူဖို့လုပ်ပါရင်လက်နဲ့မှန်ပြီးပဲပြုတ်ကျသွားပြီးတော့တပတ်လည်းကျွတ်ကျသွားပါရင်မစ္စတာဘေးလည်းမီးညှို့ခဏကားမယ်နော်လို့ပြောပြီးထွက်သွားပါရင်ဘေးကလူတွေကလည်းမစ္စတာဘေးနောက်လိုက်သွားပါရင်ပုံစံနေရာမရှိလို့အမိုက်ပုံနဲ့ဝင်ပုံးလိုက်ပါရင်ဟိုဒီဒီရှာပြီးမတွေ့တဲ့အဆုံးမှာတော့ပြန်ထွက်သွားခဲ့ပါရင်မစ္စတာဘေးလည်းသူ့အိမ်ထဲကိုပြန်ဝိုးလုပ်ပြီးမီးညက်နဲ့နောက်ဘေးတကားအကြက်ကိုဖြုတ်လိုက်ပါရင်နောက်ဆုံးမှာတော့အိမ်ထဲကိုရောက်သွားပြီးတပတ်တစ်ထည်ကိုဝစ်ပြီးတော့အခန်းထဲအထွက်မှာတော့မစ္စစ်ဝက်ကနဲ့တွားတူးပါရင် နေနဲ့ကြီးရဲ့တမျိုးပဲဆိုပြီးမစ္စတာဘင်းရဲ့တပတ်ကြီးကြွကြသွားပါတယ်မစ္စဇူဝကကလည်းမေးရသွားပြီးဒီချိန်မှာ delivery သမားပစ္စည်းလာဖို့ပိုင်းမစ္စဇူဝကကလည်းမစ္စတာဘင်းကိုအော်လိုက်ပြီးမစ္စတာဘင်းအပေါ်တောက်တက်သွားပြီးတော့သူ့ခန်းတစ်ခေါက်ကိုဖွင့်လိုက်တော့အထက်ကရေတွေကထွက်လာပြီးတိုင်ရင်လုံးကိုရေနစ်သွားပါတယ်နောက်ဆုံးမှာတော့မစ္စတာဘင်းနဲ့ချယ်ရီတို့နှစ်ယောက်လုံးအနံ့အသိုးတွေပြောက်သွားပြီးဇလန်းလေးလည်းပြီးသွားခဲ့ပါတယ်